city writer တို့ national writer တို့လုံးဖို့ထိတော့လဲမတွေးထားဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ်စီရောက်လာတဲ့ကလေးတွေကိုဆယ်ယောက်လာရင်ဆယ်ယောက်လုံးကိုအကောင်းဆုံးဖြစ်အောင်မလုပ်ပေးရမလဲပဲစဉ်းစားစဉ်းစားချင်တယ်အဲဒီလာတဲ့ကလေးတွေတဲ့ငါဘသူ့ဖြုတ်ပြီးဘသူ့ရွေးရမလဲဆိုတာဘလို့မှမစဉ်းစားနိုင်ဘူးလုံလဲမလုံရဘူးဟောနော်ကိုယ့်အနေနဲ့အဲအဲကြောင့်မလို့ city writer national writer တို့လုံးဖို့ထိတော့မစဉ်းစားတော့ပါပြိုင်ပွဲတွေပြိုင်မှုခါတော့မရှိတော့ပါဘူးအဲကိုအသက်ရအားဖြင့်ရောအဲပြီးတော့ကိုက နောက်ထပ်အလှမယ်လေးတွေကိုသင်ပေးဖို့ပဲပို့ပြီးတော့အားသန့်နေတာဆိုတော့အဲထရိနာတယောက်အနေနဲ့ပဲရက်တည်ပြမှာပါကတော့ဒါကိုကအဲမနစ်ကဒီ top 6အတွင်းအနေနဲ့ပေါ့နော်ဒါ final workshop မှာရှိမယ်အဲ search တွေ့ပြရမှာရှိမယ်ဒါပေမဲ့လည်းမနစ်ကပြိုင်ခဲ့ရတဲ့ရေကုန်တန်တွေကတော့ဒီခမ်းမာတွေဝင်လိုက်တာ ਨੇ ပြန်ပြီးတော့အစလိုပဲပြန်ပြီးတော့နှွေးလာတာပေါ့နော်ဒီနေ့ကတော့အဲဒီ35ရောင်လုံးအပိတ်ဖို့အတွက်ရောက်လာရပါဟုတ်တယ်ဒီနေ့မှာတော့လေအသက်လေးတွေရောအဟောင်းလေးတွေရောအဲစူးစမ်းမှုကလည်းဒါ level မျှရတယ်ပေါ့နော်တယောက်တယောက်စီမှာ fan အားအရန်စုနေရလဲမရှိတဲ့သဘောလေးဖြစ်နေတော့အဲပွဲကကြည့်လို့ကောင်းပါအခုတိလဲဟိုဝင်းနပ်ဘူးရမလဲဆိုတော့ကိုပရိသတ်တယောက်နေနဲ့မှန်းလို့မထိသေးဘူးပေါ့နော် top list လောက်တော့အဲမှန်းကြည့်လို့ရပေမဲ့ အဲဝင်းကတော့မှန်းလို့မထိသေးဘူးဆိုတော့အတူတူရင်ခုန်ပြီးတော့စောင့်ကြည့်ရမှာပါခေတ်ကတော့လည်းကိုပြိုင်ခဲ့တဲ့အချိန်မှာတော့အကောင်းဆုံးအဲစူးစမ်းခဲ့တဲ့အားထုတ်ခဲ့တဲ့အများကြီးလည်းမျှော်လင့်ခဲ့တဲ့ အဲကိုလိုချင်တော့မဟုတ်ပေမဲ့လည်းဒါကိုနဲ့ထိုက်တန်တယ်လို့ပွဲကသတ်မှတ်ထားတဲ့နေရာတခုမှာရခဲ့တယ်။အဲဒါပြင်ကိုယ့်ရဲ့ကျန်းစားအထောက်မှုတွေကိုလည်းဒီပရိသတ်တွေတော်တော်များများကအတိမတ်ပြုတ်ပေးကြတယ်လက်ခံပေးကြတယ်ချစ်ပေးကြတယ်အဲ့ဒီအတွက်လည်းပြိုင်လိုက်ရရန်တန်တယ်လို့ခံစားရပါတယ်။ပွဲမှာတော့မှန်ခဲ့တာတော့အမြင့်ဆုံးမှန်မှန်ခဲ့တာပေါ့လေမနေ့ကပြိုင်ခဲ့တဲ့52ယောက်ဆိုလဲဒါ52ယောက်လုံးကအမြင့်ဆုံးစုကိုလိုချင်ကြတာပဲပေါ့ဒီနေ့35ယောက်ဆိုလဲအကုန်လုံးကအကောင်းဆုံးစုကိုလိုချင်နေကြမှာပါ။ပြိုင်ပွဲကဒါမနေ့ကအဲမစ်စ် Universe မြန်မာမှာ52ယောက်ကဒါတကယ်စံချိန်သစ်တင်များသွားတာပေါ့နော်ပြိုင်ပွဲဝင်တွေရမ်းများသွားတာဒီ35ယောက်ကတော့ဒါပုံမှန်ပြိုင်ပွဲဝင်တွေလောက်ပဲရှိတာဆိုတော့အဲသူတို့ကလည်း35ယောက်လည်း35ယောက်အဲ့ဒီယောက်ပေါ့နော် အဲနေရာလေးရအောင်စူးစမ်းနေကြတာပါပဲလူပိုများလို့ပိုစူးစမ်းရတာမရှိသလိုလူရော့လို့လည်းစူးစမ်းထုတ်ရတာအဲပော့ပါတယ်လို့တော့မမမတရားမှုမရှိဘူးလို့ထင်ပါတယ်ဟုတ်တယ်အာအင်းရဲ့ချေကဒါ2014လောက်တည်းရတာပြိုင်ပွဲတွေဆပြီးတော့ပြိုင်ခဲ့တယ်2015မှာလည်းနိုင်ငံကိုစားပြုဆပြီးတော့သွားခဲ့တယ်အဲ့ဒီအချိန်တစ်လျှောက်ကနေချစ်ခဲ့ကြတဲ့ပြည်သက်တွေလည်းရှိတယ်ပေါ့နော်အခုဒီမနှစ်ကပြိုင်လိုက်မှကိုယ့်ရဲ့စူးစမ်းထုတ်မှုကိုတကယ်ကိုလက်ခံပြီးတော့အသိမှတ်ပြုပြီးတော့ချစ်ပေးလာတဲ့ ပရိသတ်အစ်စ်တွေလည်းအများကြီးရလာတာဖြစ်တယ်လို့ကိုရဲ့ desis ဒီဆယ်စုနှစ်တာကာလတလျှောက်လုံးမှာလည်းကိုစ조사ခဲ့တယ်လေ့လာခဲ့တယ်ပြင်ဆင်ခဲ့တဲ့အရာတွေအပေါ်မှာအကောင်းဆုံးလုံနိုင်ခဲ့တာဆိုတော့အဲကိုကိုရိုင်းလည်းကျင်းတတ်တယ်အဲအပိတဲ့ပရိသတ်တွေလည်းကျင်းတတ်ကြတယ်ပရိသတ်အစ်စ်တွေအများကြီးရလာတဲ့အတွက်လည်းအရန်ကိုကျင်းတတ်ပါတယ်ပြိုင်ပွဲတွေပြိုင်မှုကတော့မရှိတော့ပါဘူးအဲကိုအသက်ရွယ်အားဖြင့်ရောအဲပြီးတော့ကိုကနောက်ထပ်အလှမယ်လေးတွေကိုသင်ပေးဖို့ပဲပို့ပြီးတော့အားသင့်နေတာဆိုတော့ ်ထရိနာတယောက်အနေနဲ့ပဲရက်တီပြစ်မှာပါ City Director တို့ National Director တို့လုံးဝထိတော့လဲမတွေးထားဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ်စီရောက်လာတဲ့ကလေးတွေကိုဆယ်ယောက်လာရင်ဆယ်ယောက်လုံးကိုအကောင်းဆုံးဖြစ်အောင်မလုပ်ပေးရမလဲပဲ စဉ်းစားစဉ်းစားချင်တယ်အဲဒီလာတဲ့ကလေးတွေတဲ့ငါဘသူ့ဖြုတ်ပြီးဘသူ့ယူရမလဲဆိုတာကိုဘလို့မှမစဉ်းစားနိုင်ဘူးလုံလဲမလုံရဘူးเนาะကိုယ်အနေနဲ့အဲဒါကြောင့်မလို့ CD director national director တို့လို့ပို့ရတော့မစဉ်းစားတော့ပါအာဟုတ်ကဲ့ပါဒီနေ့ကတော့ဒါ rose go အရောင်လေးပေါ့ဒီနေ့ရဲ့ theme color ပေါ့เนาะဒီ pink နဲ့ rose go ကိုဒါကြိုက်တာဝတ်လို့ရတယ်ဆိုတော့လေအဲ့ဒီတတ်မှတ်တဲ့ color အရောင်လေးထဲကမှအဲဒါ designer ကိုအောင်ခိုင်ဦးရဲ့ မွေ creation လေးပေါ့နော်မနေ့ကလည်းသူ့ဝတ်စုံနဲ့ပဲ final မှာဒါစုရတဲ့အထိအကောင်းဆုံးပြန်ခဲ့တာဆိုတော့ဒီနေ့လည်းသူ့ဝတ်စုံလေးကိုပဲအမှတ်တရသူ့ရဲ့ဖန်တီးမှုလေးနဲ့ပဲအဲဒီနေ့ပွဲမှာလာပြီးတော့တက်ဖြစ်တာပါ final workshop ဖြစ်တာပေါ့